အစ္စရေးစစ်တပ်ဟာမတ်လ23ရက်နေ့မှာဂါဇာကမ်းမြောင်ဒေသအနှံ့မြေပြင်ထိုးစစ်ဆင်မှုကိုအရှိန်မြှင့်လိုက်ပါတယ်။ဟာမတ်စ်ထိန်းချုပ်နယ်မြေမှာပြစ်ခတ်တိုက်ခိုက်မှုတွေပြန်လည်စတင်တာသတင်းတပတ်နီးပါးရှိလာတဲ့အချိန်မှာရာဖာမြို့ထိုးစစ်အတွင်းပါလက်စတိုင်းပြည်သူတွေဘေးလွတ်ရာတင်းရှောင်ကြဖို့တိုက်တွန်းထားပါတယ်။ဇန်နဝါရီလမှာရရှိခဲ့တဲ့အပြစ်ခတ်ရဲစဲရေးကိုတက်တန်တိုးဖို့တောင်းဆိုမှုတွေရှိနေပေမဲ့ ဂါဇာမှာအစ္စရေးတပ်ဖွဲ့ဝင်တွေပြန်လည်တပ်ဖြန့်ချထားခဲ့တာကြောင့်လက်နော်မှာလူအသေးပြောက်များခဲ့တဲ့ပြစ်ခတ်တိုက်ခိုက်မှုပေါ်ပေါက်ခဲ့ပြီးရေမန်နိုင်ငံကနေလည်းဒုံးကျည်တွေနဲ့ပြစ်ခတ်ခဲ့ပြီးတဲ့နောက်မှာဘီလော့ရာရွှေ့ပြောင်းကြဖို့အခုလိုသတိပေးချက်ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ အစ်ရစ်စစ်တပ်ဟာရာဖာမြို့တောင်ပိုင်းကခရိုင်တစ်ခုမှာရှိတဲ့အကြမ်းဖက်အဖွဲ့အစည်းကိုထိုးစစ်ဆင်တိုက်ခိုက်ခဲ့တယ်လို့စစ်တပ်ပြောရေးဆိုခွင့်ရှိသူ AVJ Adra Ega X လို့မီဒီယာမှာပြောကြားခဲ့ပြီးအဲ့ဒီနေရာကိုအကြီးစားထိုးစစ်ဆင်မှုတွေလုပ်ဖို့ပြီးခဲ့တဲ့တစ်နှစ်ကျော်ကတည်းကရည်ရွယ်ထားခဲ့တာဖြစ်တယ်လို့ဆိုပါတယ်ပါလက်စတိုင်းပြည်သူတွေအနေနဲ့ Tel El Sudan ခရိုင်က အန္တရာယ်များတဲ့တိုက်ပွဲနေမျိုးကိုဆွန့်ခွာပြီးမြောက်ဘက်ပိုင်းကိုရွှေ့ပြောင်းကြဖို့အဒရာအီကတိုက်တွန်းထားတဲ့စာရွက်တွေကိုလည်းဒရုန်းတွေနဲ့အဲ့ဒီနေမျိုးပေါ်ကိုကျဲချခဲ့တယ်လို့ AFP သတင်းတောက်ကဆိုပါတယ်။ရာဖာမြို့မြောက်ဘက်ကလျမာရှိပြီးဂါဇာတောင်ပိုင်းကအဓိကမြို့ကြီးတစ်မြို့ဖြစ်တဲ့ခန်းယူနိတ်မြို့ကပရဟိတအဖွဲ့တစ်ခုကအသက်16နှစ်အရွယ်အီမန်အယ်ဘာဒါဝီလ်ကမိမိလိုပဲစစ်ဘေးရှောင်နေရတဲ့ပါလက်စတိုင်းပြည်သူတွေဟာအစာရေစာရရှိဖို့ရုန်းကန်နေရတယ်လို့ပြောကြားခဲ့ပါတယ်ရှင်။ လူ့သောမီဒီယာကိုဆက်လက်ရပ်တည်နိုင်ဖို့ပြည်သက်တွေထောက်ပံ့ပေးမှာအကြီးမားဆုံးလိုအပ်ချက်ဖြစ်တာကြောင့် Mizima TV YouTube Channel မှာမမဝင်ပြင်းချက်ကိုပြင်နိုင်ကြောင်းလည်းအသိပေးထိတ်ခေါ်လိုက်ပါစေ။